はい、2番。えー、2番は、メゴン、ドンボーシエバナ、メゴンが、メゴンに一ンパッチバメ。驚いてしまった。驚いてしまったとあるが、えっと、ボンボーグボンボーグってのどんなことに驚いたのか驚いてしまった、それが、あ、テていてらんぴとあれ。 နော်ဒီမှာမြင်တာထားတယ်အထိတ်တလန့်ဖြစ်သွားတယ်လို့ရေးထားတယ်အဲ့ဒီအထိတ်တလန့်ဖြစ်သွားတယ်ဆိုတာကဘွန်ပိုယောဂဘွန်ပိုယောဂဆိုရယ်ဇာယီကရိယာပေါ့နော်ဇာယီကရိယာဆိုင်နေရဲ့ဒေါနာကိုတော့ဘလို့နိဘလို့အခါမျိုးမှာသူက နော်စာရေးကိရိယာဆိုင်နေရဲ့ဘလို့အခြေအနေမျိုးကို तू ကအထိတ်တလန့်ဖြစ်သွားလဲ तू နော်ထိတ်လန့်သွားလဲတဲ့ဒီမှာတော့အဲရှာပုတ်ပန်းရှိလို့တွေပါတယ်ပေါ့နော်ရေးထားဆိုတော့ရှာပုတ်ပန်းရှိလို့တွေနဲ့ပတ်သက်ပြီးတော့ဗာများလဲပေါ့နော်စာရေးကိရိယာပစ္စည်းဆိုင်မှာဘာတွေကိုအထိတ်တလန့်ဖြစ်သွားတာလဲဒါကိုယူရမယ်ကဲဒါဆိုလို့ရှိရင်ဖတ်ကြည့်မယ်နော်日本に留学留学ぐらいの留学所はピニャロでもちゃんだぼเนาะ ဂျပန်ကိုပညာတော်သင်ကျောင်းသားဘဝနဲ့လာကစားတော့ဟာဆိုလို့ရှိရင်ဘွန်ပိုယိုကူနီဟိုက်တဲ့နော်အဲဒီစာရေးကိရိယာဆိုင်ကိုဝင်ဝင်ရောက်လာပြီးတော့သူကထိတ်တလန့်ဖြစ်သွားတယ်ဆိုဆိုအဲ့ဒါဘာဖြစ်လို့လဲဆိုရအောင်ရှင်းရမှာနော်ဒီမှာဆိုရင်ဘလို့အရာကိုထိတ်တလန့်ဖြစ်တာလဲမို့လို့ဘာလို့များသူထိတ်တလန့်ဖြစ်သွားတာလဲဆိုရဟာကိုရှင်းရပါမယ်နော်私の国ではシャープペンシルはあんまり売れていないが ငါတို့တိုင်းပြည်မှာဆိုလို့ရှိရင်เนาะ sharp pencil တို့ကိုတိတ်ပြီးတော့ငါတို့တိုင်းပြည်မှာ sharp pencil တို့ခဲတာဘောပင်ကိုတိတ်ပြီးတော့မရောင်းရဘူးဆိုပေမဲ့လဲလို့ပြောတယ်ဟုတ်ပြီเนาะဒါဆိုသူအထိတ်တလန့်ဖြစ်တဲ့ဟာဒီစာချောင်းပေါ့အနောက်မှာပါမဲ့စာချောင်းသူထိတ်လန့်ဝင်ဘာကြောက်လဲအဲ့ဒီဆိုင်မှာတဲ့ရာကွင်းတော့ရာဆွေးရာဆွေးမိုနိုကာရာရန်တရာဆိုတော့ဈေးချိုတဲ့အရာလေးကနေစပြီးတော့ရန်ကားတော်အထက်ဒီဈေးကြီးတဲ့အရာအထိတ် すごい数のシャープシャープペンが並んでいたのだ。のやんごま、あ、すごい、あ、やんごまぼな。どれ言うもね、数そのこう、あ、いいとပမာဏများတဲ့ရှာပပန်ရှိလို့လေအကုန်လုံးစီတန်းနေရပဲတဲ့ရန်တရားနေစပြီးရောရန်ကားတော်အထိအမျိုးမျိုးသောနော်အမျိုးမျိုးသောအဲရှာပရှာပင်ရှိတယ်ပေါ့နော်ရှာပင်နေရစီတန်းနေရပဲတဲ့အများကြီးပဲဒါဆိုရင် तू ထိတ်လန့်သွားတာဘာကြောက်ဖြစ်မလဲဘာကြောက်လဲ तू ထိတ်လန့်သွားတယ် เนาะအထိတ်တလန့်ဖြစ်သွားတယ်ဘာလို့လဲသူတို့တိုင်းငါတို့တိုင်းမိမှာတော့တိတ်မရောက်ရဘူးဆိုပေမဲ့เนาะအခုငါကဗမာလဲနီဟောမှာပညာတော်သင်လာတယ်လာတယ်เนาะပညာတော်သင်လာခဲ့တော့ကဒီဘုံပို့ခုမှာဂျာဘုံပို့ခုမှာเนาะဇာယိကရိယာဆိုင်မှာပေါ့ဇာယိကရိယာဆိုင်မှာ အာဒီလုံမျိုးရောင်းချတာကိုတွေ့တဲ့အခါမှာသူထိတ်တလန့်ဖြစ်သွားတယ်လို့ပြောထားတယ်။ဒါဆိုရင်နံပါတ်1ကဖြေရပါများပါလေ။ရှားရှားတင်ကအမရီဦးတဲ့တဲ့အင်နာခါကမရောင်းရတာကိုမရောင်းရဘူးပေါ့။အဲ့ဒီမရောင်းရတာကိုသူထိတ်လန့်သွားတာများလား။မဟုတ်ပါဘူးနော်။ဒါဖြစ်လို့လေပစ္စည်းတွေအများကြီးရောင်းရတာကိုသူထိတ်လန့်နေရပါတော့။ထက်ဆန်တို့ရှူရီနိုရှားပင်ရရှိကဥဒါရဲတေတာကာရာ။ရှင်းလို့ပြောရပါတော့။ဒီဟာရှင်းလို့ပြောရခဲတာပေါ့။ နော်ရှားပင်နေခဲသားတွေရောင်းရလို့တဲ့ဒါခဲသားနဲ့ပတ်သက်ပြီးတော့ဆင်စီလို့မမြင်ရသေးဘူးအဲရှားပင်ရောင်းရတယ်ဆိုတော့ဘာဖြစ်လဲဆိုရင်မန်နေရပေါ့နော်မန်နေတယ်ဆမ်ပါえ、ねえだの高いシャーペンばかりが売られていたから、ゼチーでシャーペンにべあこんろやんにやれ、ほの。ゼチーでシャーペンじべやんにやろとてい覧にやら。まほうの、ゼねだにびろ、ゼ見なあてあ妙妙やんにやろ。 လန့်သွားတာပေါ့နော်အထိတ်တလန့်အံ့ဩသွားတာပေါ့လေနံပါတ်၄ကအဲရှားပင်တော့ရှင်းတကဲကဥဒုစင်မနတင်တတ်တကောရှားပင်ကျွာခဲတာဘောပင်ရဲ့ရှင်းကျွာဒီခဲဆန်လေးပေါ့နော်ခဲဆန်လေးကပဲရောင်းရတဲ့အထူးပြုဆိုင်ဖြစ်ခဲ့လို့ပါတယ်ဆိုတော့အခုနော်သူထိတ်လန့်နေဆိုတာရန်တရာနေပြီးရန်ကားတောင်ထိရှားပင်အမျိုးမျိုးရောင်းရလို့ထိတ်လန့်ဟိုအံ့ဩပြီးတော့ထိတ်လန့်အထိတ် ကလန်အောင်ဖြစ်ရတယ်ပေါ့နော်အဲ့တော့ရှားပင်ရဲ့အဲဒီအထက်ကခဲဆန်လေးကဘယ်ရောင်းနေရတာမို့လို့လို့ပြောရတော့မဟုတ်ဘူးเนาะအဲ့တော့ဒါဖြစ်နိုင်တဲ့ဟာတွေကတော့နှစ်ပဲရှိပါတော့တယ်။ကဲအဲ့ဆိုရင်ဟုတ်မဟုတ်ဒီနားလေးတော့ဆက်ပြီးတော့ဖတ်ကြည့်လိုက်မယ်ကွ။အဲရှင်းမော့ဖ်တိုဆာရှင်းမော့ဆိုတာသူရဲ့ဒီခဲဆန်ပေါ့เนาะခဲခဲသားပေါ့ခဲသားရဲ့ဒီဖတိုဆာဆိုတာ ခဲဆန်ဆိုရင် တုတ်တဲဟာရှိရလေခဲသားတွတ်တွေလေးရှိရအဲ့မှာခဲသားရဲ့ဒီစတော့တာဆိုခဲသားရဲ့ဟို size ပေါ့နော်ရွေစားပေါ့နော်ဒီလိုခဲသားဆိုရင်ကွဲဒီလိုလေးရှိရမလားဒီလိုဒီလိုအတူလေးရှိရမလားအဲ့ဒီဒီခဲသားလုံးဘက်ကပေါ့နော်0.3ကမီလီမီတာနေပြီးတော့0 1.5မီလီမီတာအထိရှိပြီးတော့ခိုဆဆိုရင်သူ့ရဲ့နက်တာပေါ့လေ ခဲသားရဲ့အဲ့လိုအရန်နဲ့တာလေတိတ်မနဲ့တာရှိရမလားသူ့ရဲ့နှက်ဆိုင်မှုကလည်းအမျိုးမျိုးအရာတွေရောင်ချခြင်းခံနေရတယ်ဆိုတော့ဟုတ်ပြီဒီဆိုင်မှာဘာဖြစ်လဲဆိုရင်ရှားပင်တွေလည်းရောင်ချနေသလိုရှင်းကိုလည်းပဲအမျိုးမျိုးသောရှင်းတွေကိုလည်းရောင်ချနေရဲ့ဆိုတော့နံပါတ်1အဖြစ်မှန်ကားတော့မှန်ပါတယ် ဒါဆိုရင်မေးခွန်းကိုအရင်ဖတ်မယ်ပေါ့နော်မေးခွန်းကိုဆက်ပြီးတော့ဖတ်ကြည့်မယ်ရှားပင်က日本中で使われるようになったのはいつからですかမေးခွန်းပါလေဘယ်ချိန်တုန်းကလေးရလဲတဲ့ရှားပင်ကိုဂျပန်နဲ့မှာဂျပန်မှာပေါ့နော်အသုံးပြုလာခဲ့ကြတာကဘယ်တုန်းကလေးကလေရှားပင်ပင်စီတို့ကိုဂျပန်မှာဘယ်တုန်းကလေးကအသုံးပြုခဲ့ရလဲဘယ်တုန်းကလေးကလေးဆိုရအောင်ရှာမယ်ကဲသွားမယ်イギリスで生まれたシャープペンシルだが、 အဲ့တော့ sharpen ဆိုတဲ့ဟာကိုဘယ်ကနေပြီးတော့ထုတ်လုပ်ခဲ့ရလဲဆိုရင် ikiri su မှာထုတ်လုပ်ခဲ့ရ ikiri su မှာเนาะ ikiri su မှာမွေးဖွားခဲ့တဲ့ sharpen ဆိုပေမဲ့လည်းပဲအရင်တော့ဆိုလို့ရှိရင်ဟာတိမဲပေါ့เนาะအစကတော့အဲ eating go mili ya 1.0 mili no shin shikanakatta အဲ့တော့ပထမအဆုံးဒါစပြီးတော့စထုတ်အဲထုတ်တာပေါ့နော်ဒါစပြီးတော့ထွက်ပေါ်လာတာတော့ ikidisu ကနေပြီးတော့ထွက်ပေါ်လာတဲ့1.5အဲ1.0 milli အဲခေတာကလွဲပြီးတော့မရှိခဲ့ဘူးဆိုရင်ဒီလောက်ခေတာပဲဖြစ်ခဲ့တယ်ပေါ့နော်ထတာဆိုတာသို့တော်လည်းပဲဒါပေမဲ့လည်းပဲရကုအဲလောက်ကျူနီမာအဲ260မတိုင်ခင်ကဆိုရင်အာရူနီဟွန်နိုခိုင်ရှာတချို့သောကုမ္ပဏီဂျပန်ကုမ္ပဏီတွေက 福くざすなそしょついど漢字でもしょ漢字漢字でをレベ薄しく薄くしくしとラララパパね書けるよじゃ言いないあしょついで漢字でをレベラララパパ言いないあがばま普通の宇宙の0.5ばの0.5ミリ0.5ミリメーターばのオレニクイじゃが長を書って芯をすくることえぴゅろ ဖို့ပေါ့နော် challenges တဲ့ challenge လုပ်ပြီးတော့အဲ့ဒါဘာဖြစ်သွားလဲဆိုရင်စေကိုစတာအောင်မြင်သွားနေတယ်အဲ့တော့မိကောကပါတယ်လေရှားတင်ကိုဂျပန်မှာအသုံးပြုလာခဲ့တာဘယ်တော့ဦးကလေးကလေနော်ဂျပန်မှာအသုံးပြုခြင်းခံခဲ့ရလာခဲ့တာကဘယ်တော့ကလေးကလေလို့မြင် နော်အဲ့တော့အီဂီနီဆိုကနေပြီးတော့စတင်မွေးဖွားလာတယ်ဒါပေမဲ့ဒီမှာဂျပန်ကဘာဖြစ်လဲဆိုလို့ရှင်ဒီထက်260မတိုင်ခင်ကနေပြီးတော့သူ့ရဲ့ပထမဦးဆုံးမွေးဖွားပထမဦးဆုံးဖြစ်ပေါ်လာတဲ့ဒီရှာပင်ကိုပို့ပြီးတော့မနော်သိအောင်ပေါ့နော်ပို့ပြီးတော့သိအောင်0.5မီလီမီတာကျိုးဖို့ခတ်တဲ့ခဲသားကိုသူတို့ကအသုံးပြုပြီးတော့စမ်းတက်လိုက်တာအောင်မြင်တော့ရတယ်တဲ့ပြီးတော့ရှာပင်ကဂျပန်နီဟွန်ဂျူတဲ့ အဲ့တစ်ကဝရီရူယောနီနာတာလာရှိဂျပန်အဲဂျပန်တပြည်လုံးပေါ့နော်တနိုင်ငံလုံးမှာ အသုံးပြုလာခဲ့တယ်လို့ခန်းစားရပါတယ်ဆိုတော့ဂျပန်မှာအသုံးပြုလာကြတယ်ဒါဆိုရင်ဘယ်တော့ကလေးကလဲဆိုတော့ဂျပန်ကုမ္ပဏီတွေကဘာဖြစ်လို့လဲ stock တွေဝါပြီးတော့နော်အပြောမယ်ဆိုလုံးအလုံးတုတ်ပြီးရောအိုရနီကွီဆိုတော့ကျိုးဖို့ခတ်တဲ့ရှင်းကိုစကတ်တက်ကာရာရှင်းချခဲတာကိုတုံးနေလို့တုတ်တာလား ဂျပန်မှာအသုံးပြုနေရကဖတိုရီလားဒါမှမဟုတ်ဟိုဆိုရီလားဟိုဆိုရီနော်အပေါ်မှာပြောခဲ့တယ်။オレニクイ조보ခတ်တယ်။အမောင်조보ခတ်တယ်။조보ခတ်တယ်။0.5တော့ရှိတယ်။ဒါပေမဲ့조보ကဘာဖြစ်လဲဆိုလို့ရှိရင်ခတ်တယ်ပေါ့နော်။အဲ့တော့1.5 1.0ကနေ0.5ဆိုတော့နော်ကြီးသွားသလားခဲသလားတေးသွားသလား ခဲတာကတီးသွားတယ်ဒါပေမဲ့ကြိုးဖို့ခက်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲတီးသွားတယ်ဟိုဆိုးကြီးဖြစ်သွားတယ်အိုရင်းနီကွီကြိုးဖို့ခက်တဲ့ရှင်းကိုပြုတ်လုခဲ့ပြီးတော့မှပြီးကလေးကနေပြောအခုဒီတောက်လျှောက်သုံးနေတယ်လို့ပြောချင်တာဒါဆိုရင်အဖြေကမမှန်ဘူးလားမှန်နေနော်ဟဲ့နံပါတ်3日本の会社が日本でイギリスのシャーペンを売るようになってから ဂျပန်မှာတဲ့ဂျပန်မှာစပြီးတော့ဗောနော်အီဂီလီဆို shopping တွေကိုရောင်းပြီးကလေးကနေဂျပန်နေဂျပန်တိုင်းတိုင်းပြည်လုံးမှာအသုံးပြုခဲ့တာလက်မဟုတ်ဘူးဗောနော်နံပါတ်၄က日本の会社が世界で初めてシャーペンを作ってからジャパンコンビニがプラマウゾンシャーペンを投入びてからあれガバマプラマもほうのイギリスはガバマプラマジャパンがロテ添えびろ調布かってケーダーを便便びてからばの投入びてからにびろ倒しょあ投入らけてるとပြောだば နားလည်မလားမသိဘူးဟိုင်ဒါဆိုရင်ဆန်ဂျူနီယာပါပါလေ私が今シャーペンを使っているのはなぜか。我があくのシャーペンをぴゅろんにだ。ばじゃうばれて。我があくシャーペン sorry ぴゅろんにやもう。あとんぴゅにだが why ばじゃうばれ。ちのの、あくပြောれさいと。な、ジャパンまちゃうだにえと。が、あくさいとばの。さいとがシャーペンを အロုううにやံにやれれးပြုနေရဘアလို့သုံးနေရလဲတဲ့ဖ私は来日してから来日しはジャパンを旅びけれがぼのずっと倒しゃうシャーペンを愛用していたシャシャーペンをちちてぼなちてでとぼじゃれぼツ筆のパパで皆さんツ筆のようにさっきが丸くならず鉛筆ツ、うん ခဲတံပေါ့နော်ရိုးရိုးခဲတံအင်ပစ်အင်ပစ်လိုမျိုးသူ့ရဲ့ထိတ်ကပေါ့နော်ဝိုင်းဝိုင်းကြီးမဟုတ်ဘဲနဲ့อืมအဲ့တော့သူ့သုံးနေလေရေးပဲကြာဝိုင်းအဲ့တော့အင်ပစ်လိုမျိုးဝိုင်းဝိုင်းကြီးမဟုတ်ဘူးတဲ့ချီဆိုင်ကြီးကခိတဲ့နီခခဲသူခတာမြင်နေနော်သောချသူဘာလို့သုံးနေရလဲဘောပင်ကိုဂျပန်လာပြီးခဲတဲ့ကရှားပင်ကိုချက်နေတယ်ဘာလို့ချက်တာလဲနော်ချီဆိုင်ကြီး အာကြီးတေးသေးလေးတွေကိုလည်းပဲစလုံးတေးသေးလေးတွေကိုလည်းပဲလှလှပပနဲ့ရင်းနိုင်နေတော့ချောက်ပါမဟုတ်ဘူးလားဒါဆိုလို့ရှိရင်သူဘာလို့เนาะရှားပင်ကိုတုံးနေရလဲ why ဘာကြောင့်လဲ ichi ba nihon ju de skaware de iru kara japan တတိုင်းပြည်လုံးမှာအသုံးပြုခြင်းခံနေရလို့သူတုံးနေရမျိုးလားမဟုတ်ဘူးချီဆိုင်ကြီးကခကီယာစီကာစလုံးတေးသေးတွေရေးရတာလွယ်လို့မဟုတ်ဘူးလားเนาะ samba အင်ပီချီယိုရီယာစကခိုင်ရကာခဲရန်ထပ်ပို့ပြီးတော့လွယ်လွယ်ကူကူရင်းနိုင်ဟုတ်တယ်လားမဟုတ်ပါဘူးเนาะယောထကကတဲ့いいものを買ったから成長ビロ高ねအရာကိုဝယ်ခဲ့လို့ဟုတ်လားမဟုတ်ပါဘူးစကလုံးစလုံးတိတိလေးတွေကိုစလုံးတိတိလေးတွေကဘာဖြစ်လဲဆိုရင်ရှိရတာလွယ်ကူလို့ပါเนาะ けど、そういうのはばれ。今使っているのは安いものだが、来年就職したら少しいいものを買おうと思っている。あくお登録にだが、税除れやそうびみれべ。เนาะ、なおねまそうろしい。就職はあろうウィンろしい。ねねぽぴょかうねあやをウィンめるとどいにばれ。 ဆိုတော့ခဲတံနဲ့ပတ်သက်ပြီးတော့ပြောသွားပါတော့ရှားပင်နဲ့ရှားပူတင်းရှိတို့နဲ့ပတ်သက်ပြီးတော့ဖတ်သွားတယ်။စာပိုက်ကလေးဖြစ်ပါတယ်။အခုလိုမျိုးသားနော်စင်းစေးဖတ်တယ်လို့မျိုးလေးသားဖတ်မယ်ဆိုလို့ရှိရင်တော့လွယ်မဲလို့ထင်ပါတယ်။အဲ့တော့ဟိုလွယ်ကူတဲ့နီလန်းကိုကိုယ့်ဘက်ကိုတော့ရှားဖွေကြည့်ပါတော့။ဒါကတော့စင်းစေးအနေနဲ့ကတော့အလွယ်ကူဆုံးဟိုဖတ်နည်းလို့ပြောလို့ရပါတယ်။နော်။じゃあ皆さん頑張りましょうね。じゃあまた またね。お疲れ様です。